မိတ်ဆွေကကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုလုပ်ဖို့စိတ်ကူးနေတယ်ဒါမှမဟုတ်ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုကိုယ်တိုင်ဥဆောင်ပြီးတော့လုပ်နေတယ်ဆိုရင်ကျွန်တော်ဒီကနေ့ပြောမယ့်ဇာတ်ကားလေးကိုကြည့်ပြအောင်ကြည့်လိုက်ပါအားလုံးမင်္ဂလာပါစီးစီးရနေပြန်လဲကြိုးစိုးလိုက်ပါရယ်ကျွန်တော်ကတော့ CY နဲ့ marketing ပိုင်းတွေကို sharing လုပ်ပေးနေတဲ့အောင်တော်ဖြစ်ပါတယ် ပုံမှန်အားဖြင့်တော့ကျွန်တော်ကဒီ movie review လို့ပဲပြောရမလားဇာတ်ကားအကြောင်းကိုပြောခဲ့တယ်စီးပွားရေးအကြောင်းတွေပြောတယ် marketing အကြောင်းတွေပြောတယ်ပေါ့ဇာတ်ကားနဲ့ပတ်သက်ရင်တော့ကျွန်တော်အရင်တော့ကတော့စာတပုတ်တော့ရေးမှုတယ်အိန္ဒိယကားလေးတကားအခုလည်းဇာတ်ကားလေးအကြောင်းပြောချင်တာအဲ့တော့ဒီဇာတ်ကားကိုကြည့်ပြသွားဖို့အတွက်ကျေးဇူးတရားမယ်သူကတော့ဝေယံသွင်းပေါ့နော်သူကသူ့ wall ထဲမှာတင်ထားတယ်အဲ့တော့တွေ့တာဒီစီဝိုင်းကားလဲစီဝိုင်းကားဆိုတော့ကျွန်တော်လည်းတဘောကြတယ်အဲ့နဲ့ကြိလိုက်တယ်ကြိလိုက်တော့တော်တော်လေးကိုကြိုက်သွားတယ်ပထမအဦးဆုံးကျွန်တော်ပြောချင်တာက ထိုင်းနိုင်ငံရုပ်ရှင်အစင်တန်းပေါ့နော်ထိုင်းနိုင်ငံရုပ်ရှင်အစင်တန်းကတော်တော်ကြီးကိုမိုက်သွားပြီဒီဇက်ကားကိုရိုက်ထားတာရုပ်ရှင်ရှူတော့ငါပဲជីជីဇလန်းဇက်ွက်ရှူတော့ငါပဲជីជីတော်တော်လေးကို fine လို့ပြောလို့ရတယ်အဲ့တော့မလို့ကြည့်တဲ့နဲ့ဘာတွေညာတွေမပြောခင်ကြည့်ရတယ်ဗျဘလို့ feeling ရလဲဆိုလို့ရှိရင်လူငယ်စကားနဲ့ပြောရင်တောက်ရမ်းမိုက်တယ်ကွာတောက်ရမ်းအထာကြတယ်ကြည့်ရအဲ့လိုတို့ကမိုက်တယ်အဲအကြောင်းမလို့ကျွန်တော်ဒီဇက်ကားကိုជីစီခြင်းတယ်ပေါ့နော်လူလူငယ်လုံနေတဲ့သူတွေလုံချင်တဲ့သူတွေជីနေတယ်ပေါ့အဲ့တော့ဘာလို့ဒီဇက်ကားကိုជីတယ်ပထမအဆုံးတစ်ချက် ကိုသူကိုထလုပ်ရတဲ့လုပ်ငန်းရှင်တယောက်ရဲ့ဘဝကိုကွက်ကွက်ပွင်းပွင်းမြင်ရတယ်ပေါ့ဒီစကားရဲ့ဆလိုက်ကွာဟိုတောမှာပေါ့နေမှာမွေးရဲ့လူငယ်လေးတယောက်ကနေပြီးတော့မျိုးကြီးပြိုင်မှာကိုပိုင်လုပ်ငန်းဖြစ်လာဖို့အတွက်အဲစ조사ရတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ပန်းခင်းတဲ့လမ်းတော့မဟုတ်ဘူးဗျာအခက်အခဲတွေအချက်တဲအများကြီးရှိကိုကိုတိုင်းလည်းအဲ့ဒီ feeling ကိုနားလေဘာဆိုဘာမှမရှိရဲ့ အနေထားတစ်ခုကနေတိုက်ခန်းငားဖို့ဗျာ AES စဖွင့်ဖို့အတွက်တိုက်ခန်းငားဖို့အတွက်တလောက်8000 86 48 4000နဲ့8000ပွဲစားက8000ငါးသိန်းနဲ့6000အဲ့ငါးသိန်းနဲ့6000ကိုပေးစရာမရှိလို့နှခါခွဲပြီးတော့ဟောပေးခဲ့ရတယ်ကွာ five foot check စပွဲတလုံးခုံလေးကုန်နဲ့စခဲ့ရတယ်အနေထားတစ်ခုကွာဆိုတော့ပို့ပြီးတော့ fee တက်လို့ကောင်းတယ်ဆရာလယ်နာစောချက်စကားငါးပြောရရင်ဝတ္ထုတွေကဇက်လိုက်နေကိုယ်နဲ့အဖြစ်ပြတူတယ်ဆိုရင်ပို့ပြီးတော့ မိုက်တယ်ဆိုလို့ဆက်လိုက်ကလည်းအဲဆင်းရဲသားကျွန်တော်ကလည်းဆင်းရဲသားအဲအဲ့လိုမျိုးပေါ့ဗျာဒီမှာလည်းအဲ့ဒီ feeling ကိုရတယ်ကွာတကယ်ကိုတူကိုရစီဝိုင်းလောက်ရတဲ့လူတယောက်ရဲ့အဲခံစားချက်တော်တော်မိုက်တယ်ဘာလို့ကျွန်တော်ဒါကိုပြောချင်လဲဆိုလို့ရှိရင်ဗျာစီဝိုင်းလောက်ရလာခြင်းအတူတူဘာ background မှမရှိဘဲနဲ့ကိုတူကိုထလောက်ရတာနဲ့အာ background ကနေပြီးတော့ အင်းဒါကိုဒီစီးပွားရေးကိုဦးစီးပြီးတော့လုပ်လိုက်ဆိုရဲဘဝချင်းကတော့မတူဘူးဗျာဒါပေမဲ့သူတို့ကမထက်ပြေဘူးမတော်ဘူးလို့ကျွန်တော်ပြောတာမဟုတ်เนาะအင်းမိဘကနေလက်ဆင့်ကမ်းပေးလိုက်တယ်အမွေပေးပေးလိုက်တယ်ဒါကိုကြီးပွားအောင်လုပ်ကြတယ်သူတို့လည်းတော်မှပဲကြီးပွားအောင်လုပ်လို့ရမှာလို့မတော်ရင်အဲဘယ်လိုပြောမလဲလုပ်ငန်းတော်ပျောက်သွားနိုင်တယ်သူတို့ကလည်းကျွန်တော်အရေးရှိမရှိဘူးလို့ပြောချင်တာမဟုတ်အဲ့လိုလုပ်ရတဲ့လူနဲ့ဒီလိုကိုယ်တူကိုယ်တိုင်လုပ်ရတဲ့လူနဲ့တော့လုံးဝ กว่าเลยกว่าอาจารย์หมดรู้โกดูโกดากูกูไรจู้ซ่าเลยยงแก่ไปแล้วลงได้ซีวายโรงงานရှင်ตะหยอดเนี่ยไลฟ์ก็เค้าไม่ขันซ่าอ่ะมั้ยตลอดยูไมค์อ่ะอะล่ะปฐมอุซงเฉพาะเนาะแล้วตะเจ็ดก็တော့ motivation ยาเลยกว่า motivation ยาเลยสุดาก็ตนเรามาลุเตะคาမှန်တာကြီးလည်းရှိတယ်မှားတာကြီးလည်းရှိတယ်လုပ်ငန်းကအတက်တွေလည်းရှိတယ်အကျတွေလည်းရှိတယ်ကျွန်တော်ရဲ့ဒီကိုပိုင်စီးပွားရေးလုပ်မယ်ဆိုရင်ဆိုတဲ့စာအုပ်ထဲမှာလည်းကျွန်တော်ရေးထားတယ်ဝိုင်းဝိုင်းတခြင်းကောင်းစီလေးနဲ့ အောင်မြင်လိုက်ရှုံးနေတယ်ပေါ့ကျွန်တော်ကိုယ်တိုင်လည်းအဆင်ပြေတာရှိတယ်အဆင်မပြေဘဲနဲ့ဂွမ်းဝါးရည်လေးရှိတယ်အဲ့တော့လူရဲ့သဘောတဘာဝါတော့ရှင်းတယ်ဗျာအောင်မြင်လို့ရှိရင်ပျော်တယ်တက်ကြွတယ်အဆင်မပြေဘူးဂွမ်းဝါးတယ်ချိန်ကြရင်စိတ်ဓာတ်တွေကျတယ်မလုပ်ချင်မကိုင်းချင်ဖြစ်တယ်ဆိုတော့အဲ့ဒီသက်ကားထဲမှာအဲ့ feeling ဒီအားလုံးကိုခံစားရမှာပေါ့အဲ့တော့ motivation နဲ့လည်းဖြစ်မယ်ငါလည်းကြိုးစားမယ်ငါလည်းလုပ်မယ်ပေါ့နော်အားမရှိတဲ့ခက်ခဲတွေဟာအာလေသူ့လိုပဲ ခက်ခဲဆိုတာကြုံရမှာပဲအစရှိနေတဲ့ဓာမျိုးတွေလည်းကျွန်တော်တို့မော်တီယူလို့ရတယ်ပေါ့ဗျာကျွန်တော်ကတော်တော်လေးသဘောကျတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်ရေးတဲ့စာအုပ်ဒီမှာရောကျွန်တော်ပြောတဲ့ဗီဒီယိုတွေမှာရောခဏခဏပါတဲ့ကျွန်တော်တို့စီဝိုင်းလုတ်တဲ့အခါ market အကြောင်းကိုနားလည်လို့ရတယ် market ကိုသိဖို့လိုတယ် customer တွေဘာလိုချင်လဲဆိုတာကိုသိဖို့လိုတယ်ကိုဘာပေးနိုင်လဲနဲ့ customer ဘာလိုချင်လဲဆိုတဲ့ဟာနဲ့ကိုက်ညီဖို့လိုတယ် ဆိုတဲ့အကြောင်းမျိုးနောက်တစ်ခုက positioning ပေါ့နော်ပြောချင်တာကကျွန်တော်တို့ဘယ်နေရာမှာနေမလဲပေါ့နော် positioning အဲ့အကြောင်းကိုလည်းကျွန်တော် STP ဆိုပြီးဗီဒီယိုရိုက်ထားတယ်ဗျာဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကဘယ်နေရာမှာနေမလဲကိုယ့်ရဲ့လုပ်ငန်းကိုလူတွေကဘယ်လိုမြင်စေချင်လဲဆိုတဲ့အရာကိုစဉ်းစားတဲ့အခါမှာသူ့မှာတွေးထားပြီးသားအတွေ့အကြုံရှိပြီးသားသူ့ရဲ့ idea ကရှိပြီးသားဒါပေမဲ့သူ့ရဲ့ idea ကို ူများကယူသွားတယ်ဗျာသူများကယူသွားတဲ့ခါကျတော့နောက်ထပ် idea တစ်ခုထပ်စဉ်းစားဖို့ဟိုဖြစ်လာတယ်အဲ့လို idea တစ်ခုထပ်စဉ်းစားဖို့ဖြစ်လာတဲ့ခါမှာလဲအဲသူစဉ်းစားလိုက်တဲ့ idea တော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မှာကွာကိုယ့်ရဲ့ idea ကောင်းနေတယ်ကိုတခုခုလုပ်နေဆိုကိုကိုလိုက်ပြီးတော့ copy ကူးတဲ့သူကိုအတိုင်းလိုက်လို့မဲ့သူကပေါ်နေဦးမှာပဲအဲ့ဒါကိုကျွန်တော်ဆိုအမြဲတမ်းပြောတယ်စိတ်မညစ်နဲ့ကိုရှိကိုဆက်စင်းတာကိုနောက်က copy ကူးတဲ့လူရှိနေဆိုမိုက်တယ်ဒါကကိုကသူတို့ထဲရှိကိုရောက်နေပြီဆိုရဲခံစားချက်မျိုးရတယ်ပေါ့နော်အခုဒီမှာလဲအဲ့လိုပဲကွာ तू က အတူရဲ့ idea ပေါ့နော် positioning ဘလို့ထားမယ်သူ့ရဲ့လုပ်ငန်းကိုဘလို့မျိုးထားမယ်ဆိုရယ် positioning ကိုသူမ idea ရှိပြီးသားဒါပေမဲ့အဲ့ idea ကသူများယူသွားတော့သူမလုပ်လုပ်ကုန်မရဘူးအဲ့ဒါကိုနောက်ထပ်တစ်ခုထပ်စဉ်းစားကျွန်တော်တို့မှလည်းအဲ့လိုမျိုးတွေကြုံလိမ့်မယ်ဗျာကျွန်တော်တို့ကိုယ်တိုင်စဉ်းစားထားတဲ့ idea တခုကိုဟိုသူများကယူသွားတာလို့ဒါမှမဟုတ်ကလည်းမယူသွားရင်တော့ကိုယ့်နောက်က copy လိုက်ကူးတာလို့ဒါမျိုးတွေတွေ့လိမ့်မယ်ဗျာအဲ့တော့အဲ့လိုမျိုးဖြစ်လာတဲ့အခါကျရင်လည်းအာဒါကြီးကပါသွားပြီဆိုတဲ့ပုံစံမျိုးကြီးနဲ့ညစ်မနေပဲနဲ့ပို့ပြီးတော့ နောက်တစ်မျိုးဘယ်လိုစဉ်းစားမလဲဆိုတာမျိုးစဉ်းစားလို့ရတယ်ဗျာ။အော်ပြောရင်တော့ဒီဇာကားလေးမှာအများကြီးပဲကွာ။ဟိုကြည့်ပြီးသွားတဲ့အခါကျရင်တချို့ကလည်းဟာမင်း hype တလောက်လဲဇာကားကြီးကကောင်းမနေပါဘူးလို့လည်းကျွန်တော်ကိုလာပြောတဲ့သူလည်းရှိကောင်းရှိနိုင်တယ်။တိုးတော်ညာလည်းအကိုတို့မှတော့စီးပွားရေးလုပ်နေတဲ့လူတွေနဲ့ဆိုလို့ရှိရင်တော့ဒီဇာကားကအဲစီးပွားရေးမလုပ်ရသေးဘူးဆိုတော့လုပ်ဖို့စိတ်ကူးနေတဲ့ dream ရှိတဲ့လူငယ်တွေအနေနဲ့ဆိုရင်လည်းကြည်တင်တယ်လို့ ကျွန်တော်မြင်တယ်ကြည့်ပြီးသွားရင်ဘယ်လိုပဲပြောပြောကြည့်ရတယ်တန်နေဆိုတဲ့ခံစားချက်တော့ဒေဂျာဘောက်ရလိမ့်မယ်ဟိုလုံးဝဆုတ်ပြတ်တက်မနေဘူးဆိုတော့ကျွန်တော်လုံးဝအာမခံတယ်အဲ့ကျွန်တော်အများကြီးမပြောတော့ဘူးဒီ match unicorn ဆိုရဲဇက်ကားလေး time series ပေါ့နော်ဒီဇက်ကားလေးကို channel မြန်မာကိုတစ်ခါကြွန်ကြောင်ပေးလိုက်မယ်ကျွန်တော်ကတော့ channel မြန်မာရဲ့ CN app ထဲကနေကြည့်ပါတယ် channel မြန်မာမှာတော့ကြည့်လို့ရတယ်ဒီလိုမျိုး content တွေလုံးလေးလုံးထားမရှိတဲ့အတွက်ကြောင့်မလို့ ကျွန်တော်ပြောတာလေးတွေအစီအငော်မတည့်တာရှိခဲ့လို့ရှိရင်နားလည်ပေးပါလို့ပြောချင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဇက်ကမိတ်ဆွေတို့အတွက်ကြည့်ရတာတကယ်တမ်းမဲ့ဇက်ကားကားဆိုတော့ပေးတာပါတယ်အခုလိုမျိုးစီးပွားရေးနဲ့ပတ်သက်တဲ့ကြိုက်တဲ့ကားလေးတွေကိုညှိုးစေခြင်းနဲ့ဆိုလို့ရှိရင် comment မှာလာပြီးတော့ yes လို့မှန်းပေးပါကျွန်တော်နောက်ပိုင်းအလင်းသိလို့ရှိလို့ရှိရင်လည်းဒီ business နဲ့ပတ်သက်တဲ့ကျွန်တော်ကြိုက်တဲ့ကားလေးတွေကို comment လေးပြန်လာလို့ပြပါမယ်အဲ့တော့အချိန်ပေးပြီးတော့အဆုံးအထိကြည့်ရှုပေးကြတဲ့အချင်းကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ